ုံးသေးမင်္ဂလာပါရှင်။ယခုတစ်ခေါက်မှာတော့ရှစ်သေးကြနေမှာပါဝင်တဲ့ဒေဝောဆိုတာဘာကောင်လဲဆိုတဲ့ပုံပြင်လေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်ရှင်။ရှီရှီတို့ကတောတောင်နဲ့နီးစပ်တဲ့ရွာတွေရွာမှာကျွေးနွားတွေကိုထိန်းကျောင်းတဲ့ညဆောင် အလောက်သမားကြီးတယောက်ရှိတယ်။သူဟာမြတ်ဖက်မှာအမိုးမလုံတဲ့နွားသိန်းကုတ်ထဲတွင် နေထိုင်နေကျဲနွားတွေကိုစောက်ရှောက်ရတဲ့တဲ့။တနေ့မှာတော့အဲ့ဒီတဲခေါမိုးပေါ်မှာတခိုးတယောက်ဟာတက်ပြီးပုံအောင်နေတယ်ထို့သူကြားကြီးတကောင်ကလည်းတဲအောက်မှာ ရောက်နေတဲ့တဲ့ဒါပေမဲ့တဲအမိုးပေါ်မှာတခိုးနဲ့တဲအောက်မှာ ကြာကြီးရောက်နေတာကိုညဆောက်ကြီးကလုံးဝမကြည့်ရှာဘူးတဲ့ကွယ်တခိုးဟာညဆောက်ကြီးအိပ်ပျော်သွားတဲ့အခါနွားတွေကိုခိုးထုတ်ဖို့ကြံစီနေတယ်လို့ကြာကြီးကလည်းညဆောက်ကြီးအိပ်ပျော်သွားတဲ့အချိန်မှာနွားတွေကိုကြိုက်ချီဆွဲထုတ်ဖို့အခွင့်ကောင်းကိုစောင့်နေတဲ့အဲ့ဒီချိန်မှာမိုးကောင်းကင်တစ်ခုလုံးမိုးသားပင်လိုက်တွေမြို့မိုင်းအောင်ဆိုင်လာနေတယ် ညဆောက်ကြီးဟာအမိုးမလုံတဲ့တဲခေါမိုးကိုမော့ကြည့်ပြီးအင်းတကယ်လို့များမိုးရွာချလိုက်ရင်အားလုံးဆူရွှဲကုန်မှာပဲပြီးတော့တခိုးလိုက်ရင်ငါနဲ့တွေ့မှာပဲတခိုးကိုကောင်းကောင်းကြီးတွေ့လွတ်လိုက်မယ်ဒါမှမဟုတ်ကြားလာမယ်ဆိုရင်လည်းငါကကြားကိုအုံလွတ်လိုက်မှာပဲဒါမှမဟုတ်ဒီဝ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 လာမယ်ဆိုရင်တော့ငါလည်းမတက်နိုင်ဘူး ရှုံးပေးရမှာပဲလို့ညှိ့ရှုညှိ့ညူလိုက်တဲ့ကွယ်ညဆောက်ကြီးရဲ့စကားကိုကြားတော့တခိုးကမိုးလို့အတိတ်ပဲရတဲ့ပါဠိစကားဒေဝောဆိုတာကို မသိတော့ညဆောက်ကြီးကြောက်တဲ့ဒေဝောဆိုတာဘာကောင်ကြီးပါလဲဆိုပြီးတိချင်လာတယ်ကြားကြီးကလည်းဒီဝေါ်ဆိုတာ အကောင်တကောင်လို့ထင်ပြီးဒီဒီဝေါ်ဆိုတာဘာကောင်လဲ။ဘာကြောင့်ညှောက်ဆောက်ကြီးကြောက်နေရတာလဲ။ ်ဆိုပြီးအော်မဆုံးဖြစ်နေတဲ့ကွယ်တခိုးနဲ့ကြာကြီးတို့ဟာဒီဝေါ်ဆိုတဲ့အမည်ကိုကြားလိုက်ရတော့အဖြေရှာမရဖြစ်နေတော့မိုးကတက်တက်မဲမဲရွာချလိုက်ပါတော့တယ်ဒီတော့ခါမိုးပေါ်ကတခိုးဟာကြောက်လန့်ကြားနဲ့အောက်ကိုခုန်ချလိုက်တယ်တချိန်ထဲမှာပဲကြာကြီးကလည်းတဲအောက်ကနေအတင်းတိုးထွက်လိုက်တယ်တက်တိတ်ဆိန်ဆိန်ပဲတဲပေါ်မှာ ခုန်ချလိုက်တဲ့တခိုးဟာကြာကြီးရဲ့ကျောပေါ်က ကြကခွစီမိရဲ့သားဖြစ်သွားတော့တာပေါ့ဒီတော့တခုံးကဒီဝေါ်ဆိုတာဒီကောင်ကြီးပဲဖြစ်ရမယ်ဆိုပြီးသူ့ကိုစားမှဆိုလို့ကြားနေပင်ကိုကြစ်ကြစ်ပအောင်ဖလှထားတယ်ကွယ်အဲ့ဒီတော့ကြားကြီးကလည်းမိုးဘော်ကနေခုံချပြီးသူ့ကိုခွစီတာဒီဝေါ်ဆိုတဲ့အကောင်ပဲဖြစ်ရမယ်အခုသူ့လက်ပင်ကိုညှစ်ထားပြီးချိုးပြဖို့ကြိုးစားနေတယ်ဆိုပြီးအားကုန်ထွက်ပြေးသွားတယ်ကွယ် တကူးကလည်းသူပြုတ်ကြမှာစိုးလို့ကြားကြီးရဲ့လေဘင်းကိုအာကုံညစ်ထားတာပေါ့ကွယ်တကူးကလည်းကြားကြီးကိုဒေဝောဆိုပြီးကြောက်ကြားကြီးကလည်းတကူးကိုဒေဝောဆိုပြီးကြောက်နဲ့သူတို့ဟာတယောက်ကိုတယောက်အပြန်အလှန်ကြောက်နေရင်တညလုံးတောအနက်တောင်အနက်လျှောက်ပြေးနေတာမနဲ့အာယုံတက်ချင်းကိုရောက်လာတယ်ဒီတော့မှနေရောင်ချီနဲ့အတူတကူးကသူဟာကြားကြီး ကျောပေါ်ကိုရောက်နေတာတိသွားပြီးဒေဝောဆိုတာကြားကြီးပါလားလို့သွေးကကြောက်လက်နေတယ်တဲ့အဲ့ဒီအချိန်မှာတကိုးဟာကြောက်တဲ့စိတ်နဲ့ကြားကြီးပေါ်မှာစီးရင်အခေါင်းရှိတဲ့တစ်ပင်တစ်ပင်ကိုတွေ့သွားတယ်ဒီတော့မှ သူဟာကြားကြီးကျောပေါ်မှာခုံချကတစ်ပင်ပေါ်ပြေးတက်သွားပြီးတစ်ကောင်းတဲကို အပြေးဝင် ပုံအောင်နေတဲ့ကွယ်အဲ့ဒီခါကြားကြီးကသူ့ပေါ်မှာ တခုံးမရှိတော့ပေမဲ့အစီချမ်းတမဒေဝေါ်လာပြီ အစီချမ်းတမဒေဝေါ်လာပြီဟေးလို့တကောဟစ်ပြီးပြေးနေတယ်ဒီလိုနဲ့တော်တော်ဝေးဝေးကိုရောက်တော့မြတ်ကောင်နဲ့တွေ့ရတယ်မြောက်ကပြေးနေတဲ့ကြာကြီးကိုရက်ခိုင်းပြီးအကျိုးအကြောင်းကိုမေးလိုက်တယ်ကြာကြီးကလည်းချစ်ကြောင်းကိုစင်ပြောပြတဲ့။ဒါနဲ့မြောက်ကကြားချီပြောပြတာကိုမယုံဘူးတဲ့။သူ့ဘဝတခြားလို့အစီချမ်းတမား ဒီဝေါ်ဆိုတာလုံးဝမကြားဘူးဒီဝေါ်ပုံနေတဲ့တစ်ပင်ကို လိုက်ပြပါလို့တောင်းဆိုတယ်။သူလည်းဒီဝေါ်ကိုမြင်ဘူးအောင်ကြည့်ရှင်ပါတယ်လို့ပြောဆိုတဲ့။ဒီလိုနဲ့ကြားကြီးနဲ့မြောက်တို့ဟာတခိုးပုံအောင်နေတဲ့တစ်ပင်စီကို လာခဲ့ကြတယ်။တစ်ပင်စီရောက်တော့တစ်ပင်တက်လေကိုအနက်ခံကြည့်ကြတယ်။သူတို့မြောက်စလုံးလူနဲ့ရရှိသွားကြတာပေါ့ကွယ်။မြောက်ကမိတ်ဆွေကြားကြီး တိတ်ကောင်းထဲမှာလူတယောက်ရှိနေတာတေးချတယ်။အဲ့ဒီလူဟာမကြခင်အစားစားဖို့ထွက်လာလိမ့်မယ်။ကျွန်တော်တို့စောက်ကြည့်ကြတာဗော။လို့ပြောလိုက်တော့အကြာကြီးကတဘောတူပြီးမြောက်နေအတူတစ်ပင်ကိုမီပြီးစောက်နေကြတဲ့ကွယ်။တခိုးကလည်းသူ့တစ်ပင်စီကြားနဲ့မြောက်ရောက်နေပြီဆိုတာကို သိထားပြီးဖြစ်လို့ဒီနှစ်ကောင်လက်ထဲကလွတ်အောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားနေချိန်မှာတစ်ပင်က ေါက်နှစ်ပေါက်ကိုတွေးလိုက်ရတယ်အဲ့ဒီအပေါက်ကနေလက်ကိုအပြင်ထုတ်ပြီးညာလက်နဲ့မြအမီးကိုဆွဲကဘယ်နဲ့နဲ့အချားကြီးရဲ့အကျောကိုထိုးလိုက်တယ်ရုတ်တရက်ဆိုတော့ကြားနဲ့မြောက်တော့ဟာလမ်းပြန့်ပြီးတအားထခုံကအစီချမ်းတမဒေဝအမီးကိုဆွဲ ကျောကိုထိုးလာပြီးဟေးလို့အတကုံဟော့ပြီးဟစ်ပြီးထွက်ပြေးလာကြတယ်လမ်းမနေရရောက်တော့ ကြားနဲ့ညောက်တို့ဟာယုံကောင်နဲ့တွေ့တယ်။ယုံကသူတို့ကိုအပြင်းရက်ခံပြီးအချိုးအချောင်းမဲတဲ့အခါမှာတော့ကြားကအဖြစ်ပြက်ကိုပြောပြပါတယ်။ယုံကလည်းအစီကျန်းသမားဒီဝေါ်အမီးကိုဆွဲကျောကိုထိုးဆိုတာရှိတယ်လို့မယုံကြည်ဘူးတဲ့။ဒါကြောင့်ကြားရဲ့မြောက်ရဲ့ရုံးရဲ့တောဦးတို့ဟာတခိုးနေတဲ့ပစ်ပစီကို ပြန်လာခဲ့ကြတယ်။အဲ့ဒီချိန်မှာတခိုးဟာတစ်ခေါင်းတည်းကထွက်ပြီးတစ်ပင် ထိတ်ဖြားကိုရောက်နေပြီဖြစ်တယ်။တစ်ပင်ထိုက်ဖြားက အောက်ကိုငုံကြည့်လိုက်တော့ကြားညောင်းနဲ့ယုံတို့ကိုတွေ့တာလားဗော။တခိုးကယုံပညာရှိစကားကြောင့်ကြားဟာအကြောက်ပြေသွားပြီ။အကြောက်ပြေသွားပြီ။သူ့ကိုစားဖို့လာတာပဲဖြစ်ရမယ်လို့တွေးပြီးတစ်ပင်ထိုက်ဖြားမှထက်ခိုက်တော့အောင်ကြောက်ဒူးတုံနေတဲ့ကွယ်။နောက်ဆုံးတစ်ခုကကြောက်စိတ်ကိုမထိုင်းနိုင်တော့တဲ့ဝန်းခနေဆိုအမှရှိတဲ့ ရိစံသုံးခေါက်ပေါ်ကိုပြုတ်ကြပါလျော။အဲ့လိုတခူးကတစ်ပင်ထိပ်ပြားကနေသူတို့အပေါ်ပြုတ်ကြလာတာကြောင့်ရိစံသုံးခေါက်ဟာအစီကျန်းသမားဒီဝော့အမီးကိုဆွဲကြောကိုတို့ခေါင်းကိုခုံချလာပြီးဟေးလို့အတကောအော်ဟစ်ကထွက်ပြေးသွားကြတဲ့ကွယ်။တခိုးလေပရိစံသုံးကောင်နဲ့စန့်ကျင်ဖက်အရက်ကိုလွတ်လပ်ပျော်ရွှင်စွာထွက်ပြေးသွားတာပေါ့ကွယ်။ပုံပြင်လေးကတော့ ဒါပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်အတန်တော့စာအုပ်များကိုလည်းစောင့်မျှော်အားပေးကြပါအောင်နော်